အာရှအကောင်းဆုံးဘောလုံးသမားစုကိုတောင်ကိုရီးယားကစားသမားဆွန်ဟောင်းမေ၁၀ချိန်မြောက်စုခု LAFC အသင်းကတောင်ကိုရီးယားတိုက်စင်မှုဆွန်ဟောင်းမေဟာအာရှအကောင်းဆုံးဘောလုံးသမားစုကို၁၀ချိန်မြောက်စုခုရရှိခဲ့ပါပြီဒီစုဟာအာရှဘောလုံးတီယော်လို့တင်စားခံရတဲ့စုလည်းဖြစ်ပါတယ်၂၀25ခုနှစ်အတွက်စုကိုဆွန်ဟောင်းမေက146မိနစ်ရရှိခဲ့တာဖြစ်ပြီး PSG ကတောင်ကိုရီးယားကစားသမားလီကန်အင်က105မိနစ်ဒုတိယ အဲနာစာကပေါ်တူဂီကစားသမားစီရိုနေဒိုက61မှတ်နဲ့တတိယနေရာရရှိခဲ့ကြောင်းသိရပါတယ်။ Best Footballer in Asia လို့အမည်ပေးထားတဲ့ဒီစုကိုတရုတ်အားကစားသတင်းစာ Titan Sports ကဖန်တီးချီးမြှင့်တာဖြစ်ပြီး French Football ကဖန်တီးခဲ့တဲ့ဘောလုံးဒီယွန်စုကိုတူပါထားတဲ့စုလည်းဖြစ်ပါတယ်။ဒီစုကို2023ခုနှစ်မှာစတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး2025အထိ73ချိန်ချီးမြှင့်ခဲ့ရမှာဆွန်ဟောင်မင်တဦးတည်းက10ချိန်ရရှိထားတာပါ။ကြံ3ချိန်ကတော့ကာတာအသင်းကအဖြစ် ဂျပန်အသင်းက Honda နဲ့ Okazaki တို့ကရရှိထားတာပဲဖြစ်ပါတယ်